လားမနဲမလားပြောမင်းမနဲငါနဲမှာတော့ဟေးမင်းမနဲငါနဲသူချစ်လိုက်ရတာအဲ့ဒီအချစ်တွေတော့ပြန်ရခဲ့တာသူရဲ့အုပ်စိတ်ခါတဲ့ တစ်ချက်ပေးလို့မှတပြားပြတ်မရရင်လောကကြီးမှာအသက်ရှင်နေတာဘာထူးမှလဲသိတာပဲဟာကိုယ်တွေလက်ထက်ကြရအောင်ရှင်လက်မထက်နိုင်တော့ဘူးဘာဖြစ်လဲရှင်မချစ်တော့ တော့ပြတယ်ပြောမယ်ဆိုလို့ရှိရင်တော့တခြားနာမည်ပြောအဲ့ကဘိုးတော်ဆိုနာမည်ကတ်တယ်ပြီးပြောတယ်မပါလို့ပဲဖြစ်ပါမယ်ဝိလာသားဆိုရင်မိမတက်ရောက်ရဲ့ဘဝမှာငိုတောက်ဆယ်လူတက်ရောက်ပါမရှိမဖြစ်လို့အပ်တယ်ဘယ်လိုစကားပြောလဲပြောချင်ချင်တော့ပြောရမှာပဲအခုကျမမှာရှင်နဲ့ပတ်သက်တဲ့ဘာမှလည်းမရှိတော့ဘိုးတော်စိတ်ရုံကရှင်းလိုက်ကျမတို့လက်ထပ်ကြတော့ ာရိုက်တယ်ဖန်ပြီးခဲ့ရလည်းနေမဖြစ်သေးရလည်းနေမဒီပစကနဲ့ချက်တယ်လို့ပြောဖို့ညဉ့်ပန်းသားကလည်းနေမ တ်ရောက်ချင်းမြင်အားပေးကြတဲ့ဧည့်သည်တော်ကြီးများနဲ့ရုပ်ရှင်ချစ်မြတ်တို့သူများရုပ်ရှင်အမှုပညာရှင်အတတ်ပညာရှင်များခင်ဗျာဆက်လက်ပြီး2020ခုနှစ်အတွက်ရုပ်ရှင်အတတ်ပညာပိုင်းဆိုင်ရာ စုတစုကိုဆက်လက်ကြီးညာပါမယ်2020ခုနှစ်ရဲ့အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံစုရှင်ကိုဖွင့်ပေါ်ကြီးညာပေးဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဦးမြင့်သိန်းဖေအားစင်မြင့်အထက်သို့ကြွားရောက်ပါရန်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ ောင်းဆုံးရုပ်ရှင်ဓာတ်ပုံစု ပကြီးစီရပါခင်ပကြီးဆုံးမဖြစ်ပါလေပင်လေတက်ကနေဝင်းဤသက်ကဖြစ်ပါလေ အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆုရှင်ပကြီးစိုးမှုဟာဆိုရင်ဖြင့် Studio 35ထုတ်လို့ရေက Director ခင်မဦးစိုးသိန်းထုတ်ရိုက်ကူးတဲ့ဘယ်လယ်ထက်ကနေဝင်းနီအမည်ရှိဆေးရောင်ဆုံးရုပ်ရှင်စကားတွင်ဓာတ်ပုံပညာဖြင့်ခြင်မုံရမာမြန်မာနိုင်ငံရဲ့တောင်ဘက်အစွန်ဆုံးအပိုင်းရှိဘယ်လယ်ပြောစလုံးလူမျိုးတွေရဲ့ဘဝနဲ့ဒလိစရိုက်တို့ကိုตาရာလှပရှင်မကြီးနိုင်တဲ့ကမ်းခြေနဲ့ပင်လယ်ပင်လယ်နဲ့တော်တန်း ်ပင်လဲပင်လဲနဲ့မိုးကောင်းကင်ကိုဆက်ဆက်နောက်ထပ်ထားပြီးလူသဘောတဘာဝ လူနဲ့လူပတ်ဝန်းကျင်တို့တွင်လှုပ်ရှားသွားလာဆောင်ရွက်မှုများသည့်စက္ကူအာယုံမထက်ရအောင်အဝေးနှင့်အနီးအနိုင်နှင့်အမြင့်တို့ကိုဂရင်းချော်လီအန်ဂယ်ဆုံးစွာ အလင်းမောင်မှန်ကန်စွာဖြင့်ရိုက်ကူးဖော်ပြနိုင်ခဲ့တာကြောင့်ဇလန်းရဲ့သဘောတဘာဝသည်ဓာတ်ပုံအယူဆကောင်းဓာတ်ပုံပညာတို့ဖြင့်ထင်ဟပ်စေခဲ့ပါသည် ီလိုဇာတဘောရဲ့အကျဉ်းနဲ့ဇကားရဲ့တတ်ဝင်လှရှားမှုတွေဟာဓာတ်ပုံရဲ့ကောင်းမွန်မှုကြောင့်ပုံမူပေါ်လွင်စေပြီးဇကားကိုတတ်ဝင်လှရှားစေနိုင်တာကြောင့်2010ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံစုကိုပကြီးစုမှုအားချီးမြှင့်ခဲ့ခြင်းဖြစ်ပါတယ် အကြီးဆုံးမရဲ့ဓပ်ပုံဆွမ်းအားနဲ့ဇလန်းရဲ့သဘောတဘာဝထင်ထပ်မိအောင်ရိုက်ကူးတင်ပြပုံအနေနဲ့ကကောင်းလုံးရာရာပြခွက်များကိုထုတ်လုံးလို့တင်ပြလိုက်ရပါတယ်။ရှူသားကြည့်ရှုကြပါစို့လားခင်ဗျာ။